တဲစုညင်ရဲ့အကြောင်းတွေကိုပေါ်ထုတ်လိုက်တဲ့မေကလင်းလင်းအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာတော့မေကလင်းလင်းကတဲစုညင်ရဲ့အကြောင်းတွေကိုပွပွလည်းလည်းထုတ်ပြောလာခဲ့ပါရယ်။လင်းလင်းကတော့အားလုံးဒီကြားသလိုမေကအတင်းနေနဲ့ရောတရားဆောင်ပိုင်းမှာပါမိတ္တရရဲ့အပေးမှုတွေကိုအပြေဝရရှိနေရပါ။အခုဆိုရင်လေလလင်ကမကြမီမှာတဲစုညင်းနဲ့အတူတူရိုက်ကွေးရတကူလောက်တော်ဖို့ရှိနေပြီးလလင်ကဒီကနေ့မှာတဲစုညင်းရဲ့အကြောင်းတွေကိုထုတ်ပြောလာခဲ့ပါရယ် ။မိတ်ကလင်းလင်းကတဲဆုငင်းရချင်းရဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါရယ်။မိတ်ကလင်းလင်းကကိုအားတတဲအထက်မဆိုတလို့22နှစ်ကြီးတတဲနဲ့အမတရားတွေရှိတယ်။ကျွန်ညာရိုက်တုံးကဆိုရင် international ကိုချိုးဖောက်ထားတဲ့မြစ်ကျော်ရဲ့အလှနဲ့ကိုကဘလို့မှရှင်နိုင်မှာမဟုတ်လို့ပဲစီဘူးပါပဲ။တတဲကိုအသက်30မှာရေစားထားပြီး35နှစ်လောက်မှအိမ်တော်ပြုစေခြင်းနဲ့ကံရွေကောင်းနေခြင်းရေစားထားရင်စံကြတဲ့တယ်ပေါ့နော်အခုချိန်မှာတော့အလုပ်တွေကိုပဲစူးစမ်းပြီးတော့အလုပ်စီခြင်းကြောင့် လလျာပြပြလာခဲ့ပါတယ်အခုဆိုရင်တဲဆုညင်ကအသက်18နှစ်ပြည့်သွားပြီဖြစ်ပြီးသူရဲ့ကြေးရည်နဲ့ပတ်သက်ပြီးတော့လည်းတဲဆုညင်ကအခုလိုပဲပြောထားခဲ့ပါတယ်။တဲဆုညင်ကကိုတင်တဲ့ post တိုင်းမှာနိုင်ငံတော်တော်များများကသူငယ်ချင်းတွေက လာမန်ကြတာပေါ့နော်။အခုဒီဆက်ဆက်ရေးတွေကအခက်မြေစေပါ။အခြေအေးကိုတော့ account မထည့်ထားသေးပါဘူး။အလုပ်တွေကိုပဲစူးစမ်းသွားမှာပါဆိုပြီးတဲဆုညင်ကထုတ်ပြောကြပါတယ်။ လယ်လျရောတဲစုငိန်ကိုအခုလိုအနုပညာအလုပ်တွေမှာအောင်မြင်မှုတွေရရှိနေချိန်မှာအခြေအနေတဲ့အနုပညာအလုပ်တွေကိုပဲစူးစမ်းပြီးတော့လုပ်ငန်းစီစဉ်နေပြီးသူကတော့တည်းတဲကိုအသက်30မှာယူဆထားပြီးအသက်35မှာအင်တာဗျူးစီစဉ်ကြောင်းပွပွင့်လင်းပြောပြလိုက်ခဲ့ပါတယ်။လယ်လျရောတဲစုငိန်ဟာတွလဲကြကြပြီးတမ်းမြတ်တဲ့ဒူလေးဖြစ်တာကြောင့်အနုပညာလုပ်ရှားမှုတွေမှာတည်တဲ့မကပို့ပြီးတော့အောင်မြင်မှုတွေပို့ပြီးတော့ရရှိအောင်မယ်လို့လည်းဆိုထားပါတယ်။ တဲဆိုရင်ကတော့အခုဆိုရင်အနုပညာရိုက်ကိုရီလေးတွေကိုခက်ဆဲဆဲလောက်ခိုင်းနေရပြီဖြစ်ပြီတဲဆိုရင်ကတော့အခုဆိုရင်သူရဲ့အနုပညာလုပ်တွေမှာပြည်တွေရဲ့အဘေဝီယမူရီကိုအပြေဝရရှိနေပြီဖြစ်ပါတယ်မကြမီမှာတော့လလင်ကတဲဆိုရင်နဲ့အတူတူစကားတွေရိုက်ကူလာဖို့ရှိနေပြီအဲဒီအကြောင်းတွေကိုလည်းလလင်ဟာအင်တာဗျူးတစ်ခုအနေနဲ့ပြည်တွေကိုဖြစ်ပြလာခဲ့ပါတယ်လင်းလင်းဟာတဲဆုငိမ့်ကိုအားပေးနေပြီးအနုပညာလုပ်တွေမှာလည်းဒီရေမကအောင်မြင်မှုတွေကိုရရှိစေချင်နေရပါ အခုဆိုရင်မစားမြေမှာတဲဆုံငယ်ရဲ့အနုပညာရေးကွင်းရဲ့အတက်တွေနဲ့အတူမြန်တွေ့အားပြလာတော့မှာဖြစ်ပါတယ်။အနုပညာလို့တွေ့မှာအကောင်းဆုံးကျွမ်းစာနေတဲ့အသေးဆုံငယ်ကတော့သူမကိုအားပေးဝင်းရံပေးကြတဲ့ပရိသတ်တွေကြောင့်ရန်ကို surprise ဖြစ်ခဲ့ရပြီးအားအားသင်ခဲ့ရတယ်လို့ဆိုပါတယ်။ ။အဲကြောင့်တွေကိုလည်းတဲဆူညင်ကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအခုလိုပဲရေးသားမျှဝေထားခဲ့ပါရယ်။တဲဆူညင်ကတက်တဲစကားရိုက်တဲ့မော်ဘီထိပန်ဒီစပရိုက်တိုက်တဲ့အနေနဲ့ရှူတဲရလူတွေအကုန်လုံးကိုမုတ်တွေအေးရီစီစဉ်ပေးပြီးတက်တဲကိုချစ်ပေးကြတွေ့ရတော့အရန်ဝမ်းကြမိတယ်။ရုံနာမယွန်ကြည်နိုင်ခဲ့ကိုဆိုပြီးတဲဆူညင်ကမျှဝေထားခဲ့ပါရယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပြည့်ချရှိမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။